အမကျွန်တော်အမကိုချစ်နေတော့မယ်ပြုံးကနေဝင်လာတဲ့ messenger ကစာတစောင်ကြောင့်ဘသူများလဲလို့ပူပူကြည့်လိုက်ပြီးတော့ဟိုကလေးမလေးစီကဖြစ်နေပါတယ်အဲ့ဒီကလေးမလေးကိုပူပူဘယ်လိုလုပ်ရမလဲတကယ်မသိတော့ပါဘူးပြပြခါခါပြောလိုက်ဖို့ဆိုတာကလည်းမပြောရက်ပါဘူးပူပူကိုယ်တိုင်ကလည်းတန်ရောစင်ကမပြတ်ဖြစ်နိုင်သလားဆိုတော့လဲပဝင်းကျင်ကိုအရင်ဆုံးစဉ်းစားလိုက်တာနဲ့ပူပူတို့ဇက်လန်ကမဆခင်ကပင်စုံနစ်နေပါပြီ ီလိုပါပဲပူပူကအချစ်ရေးမှာကံမကောင်းခဲ့သူပဲဖြစ်ခဲ့ပါတယ်ချီဥသူနဲ့တေခွဲကွဲခဲ့ရတဲ့ပူပူပါချီဥသူကိုမိန်းကလေးအဖြစ်ပြန်တွေ့ရလိမ့်မယ်လို့ဘယ်တော့မှမထင်မှတ်ထားခဲ့ပါဘူးအခုတော့ပူပူဖြစ်ကငိုပဲငိုရမှာလား ပျော်ပဲပျော်ရမှာလားဘလို့ခန်းစားချက်ကြီးမှန်းကိုမသိဘာဆက်လုပ်ရမလဲလမ်းတွေလည်းပျောက်လွန်းလာပါတယ်တကယ်တော့ဒီဇယ်လမ်းမှာပူပူကအစကတည်းကပါကိုမပါသင့်တာလို့ပဲကံကိုပုံချလိုက်ပါတော့တယ်ပူပူ၁၀တန်းရောက်တဲ့နေ့မှာကိုခန့်နဲ့ဆက်တွေ့တာပါရီစားမထားရသေးဘူးစာအုပ်ပဲဦးစားပေးရမယ်ဆိုတဲ့အရွယ်မှာစာအုပ်ဦးစားမပေးနိုင်လောက်အောင်ကိုပူပူနဲ့ကိုခန့်အချစ်ကြီးကိုချစ်ခဲ့ကြသူတွေပါငယ်ရွယ်နုနယ်တဲ့နှလုံးသားမှာပထမဆုံးအချစ်ဆိုတဲ့အရာကြီးကို မြည်ဆန်းမှုကြတာဖြစ်လို့နှစ်ယောက်သားအပြောက်မခံနိုင်လောက်အောင်ချစ်ခဲ့ကြပါတယ်နှစ်ဦးစလုံးကအတိုင်းဝိုင်းကြီးတွေကဖြစ်ပေမဲ့ကိုခန့်တို့ကပို့ပြီးတော့ပြည့်စုံပါတယ်ဒီလိုနယ်မျိုးလေးမှာတော့ဘသူနဲ့ဘသူနဲ့ချစ်ကြိုက်နေတယ်ဆိုတဲ့သတင်းကဘလို့မှကိုဖုံးကွယ်လို့ရလိမ့်လည်းမရှိပါဘူး ဒါပေမဲ့မိဘတွေကလည်းတအားတားမြစ်ထားတာမျိုးမရှိပေမဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေလမ်းမပြောင်းအောင်တော့ထိန်းချောင်းပေးမှုတွေကြမှာသူတို့ကလည်းစီးပေါင်နေစောင့်ထိန်းခဲ့ကြပါတယ်။သူတို့ရဲ့အနောက်ရှက်မရှိပျော်စရာကောင်းတဲ့ဘဝလေးကိုပျို့ကြပျက်စီးစေမယ်နေဆိုတာဘယ်တော့မှမရှိဘူးရဲ့လို့လည်းထင်မှတ်ခဲ့ကြပါတယ်။ပျော်ပျော်ရွှင်ရွှင်နဲ့ပဲဖြတ်သန်းမယ်လို့ထင်ထားပေမဲ့သူတို့စီကိုကံကြမ္မာဇိုးကြီးကအလေရောက်လို့လာခဲ့ပါတော့တယ်။ပူပူကြီးတမီး ခြံရှိမှာဟိုကောင်လေးရောင်လည်လည်နဲ့ရောက်နေတယ်။ဘာပြောစရာရှိလို့လဲမသိပါဘူး။တွားမေးလိုက်အောင်။ပြီးရင်မြန်မြန်တက်ခဲ့နော်။နောက်ကလည်းခဏခဏမလာဘူး။သမီးပြောလိုက်အောင်။အမေစကားတန်ဆုံးတာနဲ့ပူပူတယောက်ခြံထဲကိုပြေးဆင်းလာခဲ့လိုက်ပါတယ်။အမေစုနေပြီ။ဘာလာလောက်တာလဲ။ငါညနေကြလို့ရှိရင်တငယ်ချင်းတွေနဲ့ဖျားပွဲသွားမလို့အဲ့နင့်ကိုလာပြောတာ။တော်ကြညနေကြရင်ငါ့ကိုမတွေ့လို့ရှိရင်နေစိတ်ကောက်နေမှာဆိုလို့။အေးလေတွားတာတွားပေါ့။စားလဲကြအောင်နော်။ဆက်မွေးကနီးနေပြီ။ပြီးတော့တိတ်တောက်တာစားတာလည်းမလုပ်နဲ့။တွားတွားတွားပြန်တော့။တော်ကြအမေငါ့ကိုကြာလို့ဆိုပြီးတော့စူနေအောင်မယ်။ ူပူကသူ့ကိုမှားပြီးပြီးချင်းမှာပဲအိမ်ထဲကိုပြန်ဝင်လိုက်ပါတယ်။အေကန်ထဲမှာထိုင်နေတဲ့အမေကိုကြည့်လိုက်တော့အမေကမျက်စောင်းထိုးလိုက်ပါတယ်။ပူပူလည်းကြောင်ပိတ်ရမို့တနေကုန်စာကြည့်ဂိုက်ဆရာမလာတော့လဲစာကြည့်ပြီးတော့သာနေလိုက်ပါတယ်။ မိုးလဲချုပ်သွားခဲ့ပါတယ်။ခါတိုင်းဆိုလို့ရှိရင်ကျူရှင်လဲရှိတော့အတူတူသွားကြတာမျိုးတွေရှိပေမဲ့လည်းဒီနေ့လိုမျိုးဆိုရင်တော့ပူပူရောသူရောအိမ်မှာပဲစာလုပ်ကြပါတယ်။လွန်ခဲ့တဲ့15နှစ်လောက်ကဆိုတော့အခုလိုမျိုးဖုန်းတွေကလည်းမပေါ်သေးပါဘူး။သူပဲသွားမယ်၊ဘာလုပ်မယ်ဆိုတာကိုလူကြုံနဲ့ဖြစ်စေ၊ကိုယ်တိုင်ဖြစ်စေလာပြောနေကြတာမျိုးဆိုတော့အရင်ညမှာတော့သူဖျားပွဲမှာရှိမှာပဲဆိုပြီးပူပူစိတ်ချလက်ချရှိနေပါတယ်။ည9:00နာရီလောက်မှာပူပူဖျားရှိကိုပါတယ်။ထူကြတာကတော့ဖះမကတော့ခင်မှာပူပူရဲ့စိတ်တွေကတအားလေးလံလွန်းလာတာပါအမေကတော့မှပြောပြလိုက်မိတဲ့အထိပါပဲမမေ ခွေးတွေကဘာလို့တားအူနေရလဲမသိဘူးနော်ပူပုတ်စိတ်ထဲမှာအရန်လေးနေပြီးတော့ငိုချင်သလိုကြီးလည်းဖြစ်နေရဲ့အမေရဲ့အေးအမေရောနေရတာမကောင်းဘူးသမီးရဲ့လေးလံထိုင်းမိုင်းနေရပဲသမီးဖះကြောတာမမေစောင့်ပေးမယ်လေပြီးလို့ရှိရင်အတူတူအိပ်ရဝင်ကြပါဗော အမေပြောကြောင်းမင်းပူပူအားရှိသွားပြီးတော့ဖះကြောလိုက်ပါတယ်။နောက်ဖေးဘက်ကိုခြေလက်ဆေးဖို့အတွက်သွားတော့ပူပူနှာခေါင်းထဲမှာသွေးညင်နဲ့နေရလာခဲ့ပါတယ်။သွေးတွေအများကြီးထွက်ထားတဲ့အနံ့လိုမျိုးကတော်တော်လေးကိုမတတိစရာကောင်းလွန်းတာမလို့အမေကိုတောင်ပြောလိုက်မိပါတယ်။အေးဟဲဒိုသားမီဒီနေ့ကျမှဘာတွေဖြစ်နေလဲမသိပါဘူး။အမေလည်းနှာခေါင်းထဲမှာသွေးညင်နဲ့ရလိုက်တာလားလို့လာလာအိမ်မော်တက်မဲ့သမီး။အမေနဲ့ပူပူကအိမ်မော်တက်ပြီးတော့အိယာဝင်လိုက်ပေမဲ့မျက်လုံးတွေကတော့လုံးဝကြောင်နေသေးပါပဲ။ခဏလောက်ကြာတော့အိမ်ရှိမှခွေးတကောင်ကစူးစူးဝါးဝါးလာဦးနေပြန်ပါတယ်။ပြီးတော့ပူပူရဲ့နားထဲမှာလည်းပူပူရဲ့နာမည် ဲခေါ်လိုက်တဲ့အတန်လေးကိုကြားလိုက်မိပါတယ်ထူးခြားတာတကူကပူပူတို့နယ်တွေကည၈နာရီခွဲလောက်ဆိုရင်လူတိုင်းနှိပါအိပ်ရာဝင်လေးရှိပြီးတော့စောစောစီးစီးအိပ်လေးရှိကြပါတယ်အခုဒီနေ့ကျမှပဲလူတွေကမိတ်သေးတယ်လို့ဆိုင်ကယ်တွေကလည်းခဏခဏဖြတ်သွားဖြတ်လာရေးလုံနေတယ်လို့ဖြစ်နေပါတယ်အမေကတော့ဘာများဖြစ်လို့ဒွမျိုးလေးဒီညကနာမငြိမ်ဖြစ်နေပါလေလို့ပြောပါတယ်အမေနဲ့အတူတူအိတ်နေပေမဲ့ပူပူအိတ်မပြောခဲ့ပါဘူးအိတ်မပြောလို့ဘေးတချမ်းကိုစောင်းရင်းလိုက်တာနဲ့ဂရင်ဘေးမှာလူတယောက်မတ်တက်ရက်နေတာကိုတွေ့လိုက်ရပါတော့တယ်အမေမေအမေထပါအောင်မေအိတ်ရဘေးမှာလူတယောက်ရောက်နေတယ် အမေကိုလေတံတူတူလေးနဲ့နိုးလိုက်တာနဲ့အမေကလည်းနိုးလာခဲ့ပါတယ်။တာမီနှစ်ယောက်တည်းရှိနေတဲ့အချိန်မလို့လန်သွားပြီးတော့ထိတ်ထိတ်ပြပြပြနဲ့ချင်းအောင်ကိုမပြီးတော့အပြင်ထွက်လိုက်ပါတယ်။အပြင်ကိုရောက်တော့အဲ့ဒီလူပုံသဏ္ဍာန်ကပျောက်သွားပြီးတော့သွေးညင်နဲ့နေတာဖုံးလွှမ်းပြီးတော့နန်စော်လို့ကြံခဲ့ပါတယ်။တမီးဒါတခုခုတော့တခုခုပဲ။ဘာများဖြစ်နေလဲမသိဘူး။အခု17နာရီပဲရှိသေးတယ်။ခြံထဲဆင်းပြီးတော့နည်းနည်းပါးပါးစနီးနာကြည့်အောင်။ပူပူနဲ့မေမေကခြံထဲမှာဆင်းပြီးတော့တကားနာကနေကြည့်နေတော့ပူပူတို့ကြောင်းကဂိုက်ဆရာကဆိုင်ကယ်နဲ့ဖြတ်သွားရင်ကနေပူပူတို့ကိုမြင်သွားခဲ့ပါတယ်။ ဆိုင်ကယ်ကိုခြံရှိမှရက်လိုက်ရင်းကနေပြီးတော့ပူပူရုစီကိုရှောက်လာခဲ့ပါတယ်။အန်နီတရင်ကြားပြီးပြီလားဗျာ။မကြားသေးပါဘူးကွယ်။ဘာများဖြစ်လို့လဲ။ခန့်ညီလို့ဖြစ်တာပါအန်နီ။ဆိုင်ကယ်နဲ့ကြောက်တင်တဲ့ကားတိုက်မိပြီးတော့ခန့်ညီကတော့ဖြစ်ဖြစ်ချင်းပွဲချင်းပြီးဆုံးသွားပါတယ်။တယောက်ကတော့အခုလေးနေမဲ့ဆေးုံရောက်ပြီးမှဆုံးတာပါ။နောက်တယောက်ကလည်းတော်တော်လေးစိုးရင်ရပါတယ်။အမလီဖျားဖျား။အမီကဲပေါ့။ဘာတွေဖြစ်နေရလဲမေ။တမီးတို့ခုနကတော့ဖြစ်ဖြစ်ခဲ့ရာကြီးခန့်ညီများလား။ပူပူတယောက်ကြွကြွပါအောင်ငိုကြွေးပါတော့တယ်။တမီးနောက်နေ့ကျမှအမေတို့တရင်သွားမိကြပါဗော။ စိတ်ကိုထိန်းထားပါအောင်သမီးရဲ့ဖြစ်မှဖြစ်ရလေကလေးရဲ့လိန်မာပြီးတော့စိတ်ထားကောင်းတဲ့ကလေးဦးမှာအရင်စစ်လိုက်တော့မီးတစ်ဖက်ပြက်နေတဲ့ကြောက်တင်ကားကြီးကိုဆိုင်ကယ်မတ်ပြီးတော့ခန့်ညီတို့ကအချိန်နဲ့ကြော်တက်လိုက်တဲ့အခါမှာကြောက်ကားကြီးနဲ့ထိတ်တိုက်တိုးပြီးတော့ကန်ဆိုးမိုးမောင်ကြားခဲ့တာပဲဖြစ်ပါတယ် ခန်းကြီးရဲ့နာရီကကြက်ပြတ်မကြစီကားခဲ့ပါတယ်ပူပူတယောက်လည်းနာရီအိမ်မှာကူလိုက်အိမ်ပြန်ရောက်တဲ့အခါမှာငိုကြွေးလိုက်နဲ့တကယ်ကိုအယူမီဝိုင်းဖြစ်နေပါတော့တယ်ဒါပေမဲ့လည်းမေမေရှိနေသေးတဲ့အတွက်မေမေရဲ့လမ်းညွန်မှုနဲ့ဆယ်တန်းဆန်ပွဲကြီးကိုတော့အောင်မြင်အောင်ဖြေဆိုနိုင်ခဲ့ပါတယ်ခန်းကြီးကလုံးဝကျွတ်လွတ်သွားဖို့မရဘဲနဲ့ပူပူနားမှာပဲတဝဲလဲလဲနေပါတယ်လူလုံးမပြပါပဲလေသွေးညင်တဲ့အနေနဲ့နေစဉ်ရက်ဆက်ဆူသလိုရနေပါတယ် ညနေဆောင်တဲ့အချိန်တွေနဲ့ညပိုင်းနေမှာဆိုရင်တော်တော်လေးကိုသွေးညင်နေနေရတတ်ပါတယ်အရင်လိုရတဲ့ခါတိုင်းမှာလည်းပူပူတယောက်သူ့အတွက်ရည်စူးပြီးလှုပ်တဲ့ကုသိုလ်တွေကိုအမြပေးဝေလေးရှိပါတယ်ပြီးတော့ပူပူကခန့်ညီရဲ့အုပ်ကူလေးစီကိုလည်းသူ့ကွယ်လွန်တဲ့ရဲ့ရောက်တိုင်းတလားတခါဆိုသလိုတန်ရှင်းရေးတွေလှုပ်လိုက်ကောင်းမှုကုသိုလ်တွေကိုအမြဝေလိုက်လှုပ်ခဲ့ပါတယ် ခန့်ညီကအနံပေးတဲ့မျိုးကလွယ်လို့လူကောင်လိုက်ပြပြီးတော့၆လန့်ချင်းမျိုးတော့မရှိခဲ့ပါဘူးခန့်ညီရဲ့မိဘနှစ်ပါးကဆိုရင်လည်းသူတို့သားလေးစိတ်ကြောင့်ပဲကျမ်းမာရေးတွေထိခိုက်တာမျိုးတွေဖြစ်ခဲ့ကြပါတယ်ကောင်းမှုကုသိုလ်တွေကိုလည်းအမြဲပြုလုပ်ပေးကြပါတယ်အဲဒီလိုအခြေအနေမျိုးကြောင့်မလားမသိခန့်ညီကတနစ်ကျော်လောက်ကြာတဲ့အခါမှာတော့ဘလို့၆လန့်မှုမျိုးမှမရှိတော့ပါဘူးတေတော်သူကြာရင်မေ့ဆိုတဲ့စကားအတိုင်းပဲတကယ်တမ်းကျတော့ အကြောင်းအရာတိုက်ဆိုင်မှုတွေရှိတော့မှပဲသတိရတတ်ကြသလိုခန့်ညီကိုလည်းတဖြည်းဖြည်းနဲ့မေ့လျော့လာကြပါတော့တယ်ဒီလိုတွေဖြစ်ပြီးကတည်းကပူပူဘဲကူမှမသွားတော့ဘဲနဲ့အိမ်ထဲမှာပဲအိမ်တွင်းအောင်းနေကြတာပါခန့်ညီတည်ဆုံးပြီလို့၃နှစ်နေပါကြာတဲ့အချိန်မှာတော့ပူပူလည်းအနေထိုင်လာပါတော့တယ်ပူပူပထမဆုံးအပြင်ထွက်ပြီးတော့လူကြားသူကြားနဲ့တွားရမယ့်ပွဲကကထိန်လူတစ်ခုဖြစ်ပါတယ်ကထိန်လူကလည်းတကယ်တော့မသွားကျင်ပါဘူးမမေကအတင်းခေါ်လို့သာတွားရဖို့ဖြစ်လာတာပါမေပူပူမလိုက်လို့မရဘူးလားလိုက်ခဲ့ပါသမီးရဲ့နှစ်တည်းလည်းတော်တော်ကြာနေပြီပဲ အခုကကုသိုလ်ရေးမလို့အမေကခေါ်ရတာပါ အမေပြောတာလည်းဟုတ်ပါတယ်လူတွေရဲ့ခန့်ညီကောင်းမလေးတနာပါတယ်ဆိုတဲ့အကြည့်တွေဘလို့ဖြစ်တာလဲဆိုတဲ့ရင်နာစရာအတိတ်ကိုအလိုက်မသိပြန်မေးနေမှုတွေကြောင့်ပူပူတက်နိုင်သမျှလူတွေနဲ့အဝေးဆုံးမှာနေပြစ်ခဲ့ပါတယ်ဆယ်တန်းအောင်ပြီးအဝေးတင်တက်တဲ့ပူပူကတစ်ဖက်မှာလဲဒီဇိုင်နာတင်တန်းကိုတက်ပြီးတော့အိမ်မှာပဲတစ်ချိန်လုံးတကုတ်ကုတ်နဲ့အဝတ်ထည်တွေချုပ်ပြီးနေခဲ့တာပါအခုတော့အမေကလည်းအတင်းခေါ်နေတဲ့ကိုယ့်အထည်ဖောက်တယ်တွေကလည်းအတင်းဖိတ်ကြားနေကြတာမလို့ကထိန်အလူပွဲကိုပူပူလိုက်ခဲ့ပါတယ်ဘုန်းကြီးကြောင့်လဲရောက်ရောပူပူစိတ်တွေတုံလုံးစင်မဲ့လူတွေကိုတွေ့လိုက်ရပါတော့တယ် ဟဲဟိုမှာခန့်ညီကောင်းမလေးပါလားတမီးလေးပူပူတမီးပူပူမို့လားဟုတ်ပါတယ်အန်ဒီအန်ဒီနေကောင်းလားကောင်းပါတယ်တမီးရဲ့အန်ဒီအစာပိုင်းနေတော့တော်တော်လေးကိုခံစားခဲ့ရတာပေါ့တမီးရဲ့အခုတော့အန်ဒီတို့လည်းအနေထိုင်နေပါပြီခန့်ညီကလည်းအန်ဒီစီကိုပြန်ရောက်လာခဲ့ပြီလေရှင်ဘသူ့မှာတော့မပြောပြနဲ့နော်တမီးတမီးတီးလို့ရှင်တမီးရဲ့ဝမ်းထဲမှာပဲထားဘာလို့လဲအန်ဒီရဲ့ခန့်ညီလူပြန်ဝင်စားခဲ့ပြီလေရှင်တကယ်လားအန်ဒီရဲ့ဝမ်းတာလိုက်တာအန်ဒီရဲ့တမီးတွေ့ကျင်တယ်မြတ်သက်ချက် ကလေးကိုခေါ်လာခဲ့ပါအောင်ကွယ်ခန့်ညီရဲ့အမေကသူ့သမီးအကြီးဖြစ်သူကိုပြောလိုက်ပါတယ်ဂါဝန်လေးဝတ်ပေးထားတဲ့တနစ်ကျော်ကလေးမလေးဟာသူ့အမေလက်ထဲကနေပူပူမျက်နှာကိုစိုက်ကြည့်ပြီးတော့မျက်ရည်တွေလဲလာရင်းနဲ့ဝမ်ပန်းတနေနဲ့ငိုချလိုက်ပါတော့တယ်ပြီးတဲ့နောက်မှာတော့ပူပူနောက်ကိုလိုက်မယ်ဆိုပြီးတော့ထိုးစင်းချလာပါတယ်ကိုရင်ဝင်တဲ့ကိုငိုပြီးတော့ဝင်လာတဲ့ကလေးကိုပူပူကခြိထားလိုက်ပါတယ်ခြိထားလိုက်ရင်းနဲ့လည်းစိတ်ထဲကနှွေးထွေးတဲ့ခံစားချက်ကိုရနေပါတယ်ကလေးကတနစ်ကျော်အရွယ်လောက်ဖြစ်နေပြီးတော့စကားပြောရဆအရွယ်လည်းဖြစ်ပါတယ်ပူပူကလေးကိုချော့လိုက်ပါတယ်ခန့်ညီရဲ့အမေကလည်းသူ့မေးလေးဟာသူ့သား ားပြန်ဝင်စားတယ်ဆိုပြီးတော့ပြောလာပါတယ်ကူကူသားသူ့နာမည်ဘာတူလဲပူပူ तू อ่ะပူပူကလေးอ่ะပူပူเนี่ยတကယ်ကိုတခါမှမတွေ့ဘူးတာပါ ကလေးကပူပူကိုမတ်မိနေရတော့ဘေးနားအကြည့်နေတဲ့ပူပူမိခင်တော့အံ့ဩသွားပါတယ်ပူပူလည်းအံ့ဩရပါတယ်လူဖြစ်ဖို့ဆိုတာနီးစပ်လိုက်လေခြင်းလို့လဲစိတ်ထဲမှာမတ်ထင်လိုက်မိပါတယ်ဒီကလေးလေးကိုကိုယ်မဆောင်ရင်အခန့်ကြီးကသူ့အမစီမှာအမြန်ဆုံးပြန်လာမှာဆိုတဲ့အကြောင်းသူ့အမေကိုလည်းအရန်လွမ်းနေပြီဆိုတဲ့အကြောင်းတွေကိုအိမ်မက်ပေးလာတယ်လို့ဆိုပါတယ်သူဆုံးပြီးတော့တနစ်ကြော်ကြတဲ့ချိန်ကျမှသာတကယ်ဝင်စားဖြစ်တာလို့လဲပြောခဲ့ပါတယ်အဲဒါကြောင့်ကလေးကခန့်ကြီးဆုံးပြီး၃နှစ်ကြာမှပဲအသက်၂နှစ်ကျော်လေးပဲရှိနေသေးတာဖြစ်ပါတယ်ကလေးလေးကြီးလာလို့စကားတွေအများကြီးပြောတတ်မဲ့အချိန်ကိုလဲသူ့မိဘတွေကစောင့်နေတယ်လို့ပြောလာ ါပါတယ်ခန်းကြီးဝင်စားတယ်ဆိုတဲ့ကလေးလေးကပူပူကိုတားကပ်ပြီးနေပါတယ် ကလေးလေးကမိန်းကလေးဖြစ်ပေမဲ့လည်းယောက်ျားလေးဆန်ဆန်လေးနဲ့ခန့်ညီငယ်ငယ်တုန်းကနဲ့ကိုချွတ်ဆွတ်တူပါတယ်ခန့်ညီမိဘတွေကခန့်ညီဆုံးပြီးတဲ့နောက်မှာတော့သူတို့ဒီနယ်မှာရှိနေတဲ့အိုးပိုင်အိမ်ပိုင်တွေကိုတကားတွေပိတ်ပြီးတော့ခန့်ညီအမရှိတဲ့မနီးမဝေးမြို့လေးမှာသွားပြီးနေကြပါတယ်တခါတလေမှပြန်လာတာလည်းဖြစ်ပါတယ်အခုလိုတစ်မျိုးလုံးကျင်းပတဲ့ကထိန်ပွဲလိုမျိုးဆိုရင်တော့ပြန်လာလေးရှိပါတယ်အခုတော့သူမိဘတွေကဒီမျိုးလေးနဲ့သူတို့နေရမြို့လေးကိုသွားလိုက်လာလိုက်နဲ့ခဏခဏပြုတ်လုံနေပါတယ်မိမိကပူပူခန့်ညီလည်းမရှိတော့တာမို့လို့ခန့်ညီတို့အိမ်ကအခေါ်လွတ်တိုင်းမသွားစေချင်ပါဘူးပူပူကလည်းနောက် က်ပိုင်းမှာနာမည်ရဒီဇိုင်နာတယောက်ဖြစ်လာတာမို့လို့လက်ရှိဘဝမှာအခြေတကျနေထိုင်ခဲ့ပါတယ်ဒီလိုနဲ့နှစ်တည်ကြာလာလိုက်တာခန့်ညီဝင်စားတဲ့ကလေးမလေးကုကူတောင်၁၀နှစ်နီးပါးလောက်ကိုရောက်လာခဲ့ပါတယ်တနေ့မှာတော့ခန့်ညီဝင်စားတယ်ဆိုတဲ့ကလေးမလေးအမေကပူပူတို့အိမ်ကိုလာလဲပြီးတော့ပြောပါတယ်ခန့်ညီကလေတေပြီးပြီးချင်းနောက်ပိုင်းမှာပူပူစီရွယ်စိတ်ရောက်နေလို့ခဏခဏသွားခဲ့တယ်လို့ပြောပြပါတယ်ပူပူကိုလာကြည့်ပြီးရင်ဖះနာလေးကနေလူတွေဖြတ်သွားဖြတ်လာကိုတနေ့ကုန်ထိုင်ကြည့်နေရတယ်လို့လည်းပြောခဲ့တယ်ပြီးတော့သူ့တငယ်ချင်းတွေဆိုင်ကနေဖះလာဘူးလားမြင်လို့ရှိရင် သူ့ကိုမြင်သွားမှဆိုလို့သူတည်ရဲဖြစ်နေတာကိုရှက်လို့ဆိုပြီးတော့ဖះနောက်နားလေးမှာဝင်ပုန်းနေတာတဲ့ဟုတ်လားကုကူလေးကအဲ့လိုပြန်ပြောရလားဟုတ်ပါပူပူရဲ့အစွဲလမ်းများတိတ်ကြောက်စရာကောင်းလို့ ਨੇ တိလားအိမ်ပြန်တော့မယ်ငါကြီးစားအိမ်ရှင်နာဖျက်ပြန်ရမယ်ပူပူနိုးနေလို့ရှိရင်မုံဝင်ပေးဦးမယ်ဆိုပြီးတော့နောက်ဆုံးတွေးလာတဲ့စိတ်ကြောင့်သူတည်ပြီးပြီးချင်းမှာပဲတမိစီကိုတန်းရောက်ခဲ့တာပဲတဲ့နောက်ပိုင်းကျတော့မှခန့်ညီယာသူ့မှသူတို့မျိုးလေးကိုလာတိုင်း သူ့မနောက်ကနေလိုက်ပြီးတော့သူဝင်စားဖို့ကြိုးစားခဲ့တယ်လို့သိရတယ်။ခန်းညီမရေတောက်တဲ့ခွက်တွေကနေသူဝင်စားခဲ့တာလို့လည်းပြောတယ်။ခန်းညီဝင်စားတယ်ဆိုတဲ့ကလေးကိုဒီဘက်ဘဝမှာမိန်းကလေးနာမည်လတ်လာလေးပေးထားပေမဲ့လည်းတိန်လုံးကကိုကိုလို့ပဲခေါ်ကြပါတယ်။ကလေးမလေးကလည်းယောက်ျားလေးဆက်ဆံပဲနေပါတယ်။ခန်းညီဘဝတုန်းကကြိုက်ခဲ့တဲ့အရာတွေအားလုံးကိုလည်းကြိုက်ပါတယ်။ အခုကသူ့အမေရင်ကိုအမလို့ခေါ်ပြီးတော့သူ့အဖွားနဲ့အဖိုးကိုတော့ဖေဖေမေမေလို့ပဲခေါ်ပါတယ်။နောက်ပိုင်းမှာတော့ကိုကိုလေးရဲ့အဖိုးအဖွားတွေကျမ်းမာရေးကြောင့်ပူပူတို့မျိုးကလေးကိုအချိန်တော်တော်ကြာတဲ့အထိဆွံ့ခွာသွားခဲ့ကြပါတယ်။ခန်းကြီးတို့အင်ကြီးကတော့လမ်းမတန်းမှာတော့ခတ်ထားတဲ့တန်လန်နဲ့အထီးကျန်နေပါတော့တယ်။အခုဆိုရင်ပူပူအသက်က30နာကတ်နေပါပြီ။ကို့ကိုနားလဲပေးတဲ့ချစ်သူတယောက်လည်းပူပူမှာရှိနေပါပြီ။ အိမ်ကလည်းသဘောတူတာမလို့ပူပူတယောက်သူ့ဘဝရှိရေးတာယာဖြောင်းမှုနေပြီလို့အထင်ရောက်နေခဲ့ပါတယ်။ဒါပေမဲ့တနေ့မှာတော့ကလေးမလေးတယောက်ကသူ့ Facebook အကောင့်ကိုလာအပ်ခဲ့ပါတယ်။အဲဒါကြောင့်ပူပူဟာဂျုံကနေမမတ်မိပဲနဲ့လက်ခံလိုက်မိပါတယ်။လက်ခံပြီးတော့မှဒီကလေးမလေးကကိုကိုဆိုတာကိုသိလေရပါတယ်။ဒါပေမဲ့လည်းကိုညမလေးအရွယ်ကလေးတယောက်ပဲမို့လက်ခံလိုက်ပါတယ်။ပူပူအမအုပ်တွေ့တိုင်းကျွန်တော်စိတ်တွေဘာဖြစ်မှန်းမသိဘူး။ကျွန်တော်အသက်မြင်မြန်ကြီးပါစေလို့ဆုတောင်းနေပါတယ်။အမစီကိုအမြဲလာကြည့်ခြင်းနဲ့။ညမလေးကဗနတန်းရောက်နေပြီလေ။ ုကိုညမလေးလို့မခေါ်ပါနဲ့ကျွန်တော်ကိုရန်တက်တော့မှာပါအင်းစာကြိုးစားနော်စာရီကြိုးစားတာတဲ့ကျွန်တော်တနစ်တတန်းအောင်ပြီးတော့အသက်မြင်မြန်ကြီးကျင်တာအမနာမှာလာနေကျင်တာကျွန်တော်တို့မခွဲဝဲနဲ့အတူတူနေကြမယ်လေအမလည်းအိမ်အောင်မပြူနဲ့ကျွန်တော်လည်းအိမ်အောင်မပြူဘူးလေအဲ့လိုနေကျင်တာပူပူစာရီဖတ်ရင်းနဲ့စိတ်ညစ်လာခဲ့ပါတယ်ပြစ်ပြစ်ခါကလည်းမပြောရက်ပါဘူးသူ့ကန်ကြမာကိုလည်းသူတိတ်ကိုအံ့ဩနေမိပါတယ်တီကွဲကွဲမဲ့ဆိုရင်လည်းကန်ကြမာရဲ့သူ့ကိုဘာဖြစ်လို့များပြန်ပို့နေအောင်မလဲ ငကူတွေကစုံစည်ခြင်းနဲ့ဆိုလို့ရှိရင်တေမင်းရယ်မခေါ်ပါနဲ့လားအဲ့လိုမျိုးသူထက်ခါထက်ခါအပြစ်တင်ပြီးပြောဆိုနေပါတယ်ဒီဘက်ကနားလည်မိုးပြေရှိတဲ့ချစ်သူကလည်းကလေးရွယ်မလို့ဒီလိုတွေပို့နေတာပါနောက်ပိုင်းမှာတော့ကိုကိုလေးကနားလည်လာမှာပါလို့အားပေးပါတယ်ဒါပေမဲ့ပူပူစိတ်ထဲမှာသိနေတာဒီပြဿနာကအေးအုံးမှမဟုတ်ဘူးဆိုတာပါပဲနောက်ပိုင်းမှာတော့ကိုကိုကဖုန်းနေဆက်စာရီဇက်တိုက်ဆိုသလိုပို့တာကြီးလုပ်နေပါတယ် နားလည်မှုပေးပါတယ်ဆိုတော့ပူပူချစ်သူကတော့ညိုညင်တဲ့အတန်နဲ့ဇက်တိုက်ဆိုသလိုကြားလာရတဲ့အခါမှာတော့ပူပူကဒီဇယ်လန်းကိုအဆုံးသတ်ဖို့ကြိုးစားရပါတော့တယ်။လက်ရှိချစ်သူနဲ့အများဆုံးလက်ထပ်လိုက်ပါတော့တယ်။ကူကူတယောက်အဲ့ဒီသတင်းကိုကြားရတဲ့အခါမှာတော့မူးမေ့သွားတယ်ဆိုတဲ့အတွက်စိတ်မကောင်းခြင်းကြီးစွာနဲ့ပူပူရဲ့မင်္ဂလာဦးချိန်တွေကိုဖျက်ဆီးခဲ့ရပါတယ်။ပူပူကအချင်းချင်းခါခါစဉ်းစားပါတယ်။သူမလားသူမန်လားဆိုတာလည်းမဝေဝဲတတ်တော့ပါဘူး။တခါတခါမှအခုလက်ရှိအိမ်တော်ဘက်ကိုအားနာမိသလို တစ်ခါတစ်ခါမှကိုကိုဆိုတဲ့ကောင်မလေးကိုလွမ်းဆွရင်းနဲ့ဘဝခီးလန့်ကိုဆက်လက်ပြီးတော့ဖြတ်သန်းနေပါတော့တယ်ဇလန်းလေးကတော့ဒီမှာဒီမဲ့ပြီးဆုံးသွားပါပြီဗျဇလန်းလေးကိုစုံနေဒီလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်